1859ခုနှစ်နိုဝင်ဘာလ24ရက်နေ့ယနေ့လိုနေ့မျိုးတွေ Charles Darwin ရေးသားသောတဘာဝတရားဤရွေးချယ်မှု Natural Selection မှတဆင့်စင်ကယ်ပြောင်းလဲမှု Theory ဟုဖော်ပြထားသောသိပ္ပံစာအုပ်ကြီးတို့အကိုထုတ်ဝေခဲ့သည်ဤတမိုင်းဝင်စာဟုတ်ကြီးနာမည်မှာအပယ်နီ A ဆွေမျိုးပေါက်ဖော် Theory The Theory of Relativity B မျိုးစိတ်များဤမူလအစား under origin of species c gnang ting cha achi ge mu mya principia mathematica d commune jinya sa den the communist manifesto ဖြစ်မှန်မှဘီမျိုးစိတ်များ၏မူလအဆဖြစ်သည်1859ခုနှင့်နိုဝင်ဘာလ24ရက်နေ့တွင်ချားလ်စ်ဒါဝင်၏အီဆာအော့ကိုထုတ်ဝေခဲ့သည် ၎င်းသည်တရှိအာလမ်သည်တဘာဝတရား၏ရွေးချယ်မှု natural selection မှတ်သင့်တပြေးပြေးစင်ကဲပြောင်းလဲလာသည်ဟုသောအယူဆကို ပထမဆုံးအကျဉ်းအပြည့်အစုံဖော်ပြခဲ့သည်ဤစာအုပ်သည်သိပ္ပံနှင့်ဘာသာရေးလောကတွင်အကြီးအကျယ်ငင်းပွားမှုများဖြစ်ပေါ်စေခဲ့သော်လည်းယနေ့ခေတ်ဇီဝအေတာ၏အခြေခံအုတ်မြစ်အဖြစ်တတ်မှတ်ခြင်းခံရသည်